Microsoft Word ထဲမှာစာမျက်နှာရဲ့ထိတ်ဆုံးလို့အောက်ဆုံးလို့မှာ header footer တက်တာလေးပြောပြပေးမယ်။အဲ့တော့ Microsoft Word အောက်မှာဖြစ်အပေါ်မှာဖြစ်ဖြစ် header footer တက်တဲ့အခါမှာမြန်မာလိုတက်ခြင်းနဲ့နောက်နံပါတ်စင်လေးတက်ခြင်းနဲ့နော်။အဲ့ဒါလေးမိထားတဲ့အတွက်အခုပြန်ပြေးပေးမယ်။အခုဒီမှာကတော့စာရွက်ကတိရွက်ပဲရှိတယ်။ one of one ပေါ့။အဲ့တော့ဒီထဲမှာ header တက်တော်မယ်ဆိုရင် insert နဲ့သွားမယ်။ insert နဲ့သွားပြီးရင်တော့ header မှာတက်မယ်ဆိုရင် header ကိုယူကိုက footer တက်မယ်ဆိုရင် footer ကိုယူမယ်အဲ့တော့ footer ကိုနှိပ်လိုက် footer ကိုနှိပ်ပြီးတော့ထိတ်ဆုံး blank လေးကိုပဲယူလိုက်အဲ့ဆိုအောက်ဆုံးကိုရောက်သွားတယ်နော်ဒီလိုအောက်ဆုံးရောက်သွားပြီဆိုကိုကအလဲမှာတက်စင်တာဖြစ်တဲ့အတွက်တက်ပြီးခုန်လိုက်ဒါဆိုအလဲရောက်သွားပြီအလဲမှာကစာမျက်နှာနံပါတ်တက်ချင်တာဒါဆိုရင်ခုလောလောဆယ်စာမျက်နှာလို့ရင်ရိုက်ထည့်လိုက်မယ်စာမျက်နှာညွှေ့သွားရင်လေသူကတက်ပြီးပြန်ခုန်လို့ရတယ်နော် ဲ့တော့စာမျက်နှာတို့ရိုက်ပြီးသွားရင်ဟုတ်ဒီဘက်ကိုညာလေးပြန်ရွှေ့လိုက်ရွှေ့ပြီးသွားရင်တပီးခုံအဲ့တော့ဒီမှာနံပါတ်ပေါ်ကျင်တာနံပါတ်ပေါ်ကျင်တာဖြစ်တဲ့အတွက် insertion point ရောက်ပြီဆိုရင် dash link ပြန်ခေါ်ထက်မှာက insert ထဲကဒီဟိုလေးမှာပဲရှိရနော် header and footer ဒါစပြီးခေါ်ထည်တာနံပါတ်တက်ချင်တာကြတော့အပေါ်က header and footer tab လေးကိုရွေးပေးရမယ်အဲ့ထဲမှာကရှေ့ဆုံးမှာ header and footer ဆိုတာလေးထပ်ရှိရဒါလေးနော် ြင်သူ့ရဲ့အပေါ်မှာ page number ဆိုလိရှိရဲ့နှိပ်လက်ရှိ insertion point ရှိရဲ့နေရာမှာအထည့်ကျင်လို့ current position ပြင် plain number ကိုရွှေ့လိုက်ဒါဆိုစာမျက်နှာ number 1လို့တက်သွားတယ်ခုကမြန်မာလို့တက်ချင်တာ number ကိုမြန်မာလို့တက်ချင်တာဖြစ်တဲ့အတွက်အဲ့ number 1ကိုဆက်လက်လေးမှတ်လိုက်နော်အခုဆိုရင် select မှတ်လိုက်တယ် select မှတ်ပြီးသွားရင် home tab ထဲက form pass ကိုကြာကြည့်ရမယ်ပထမရိုက်တော့ဒါပြည်တော်စုနဲ့ရိုက်ထားအောင်လို့အခုပြည်တော်စုရဲ့အနောက်မှာ insertion point ထားပြီးတော့ပြည်တော်စု number ကိုရွှေ့ပြလိုက်ရမယ် အခုကတော့မြန်မာလူဖြစ်နေရနော်မြန်မာလူဖြစ်နေ control ရှင်နေ add နေတာအပြီးကြောင်စုဒီမှာ number ဆိုတာလေးတက်လာနေမယ်အဲ့ချိန်မှာ enter ခေါက်လာဒါဆိုရင်ဒီ number လေးကတော့မြန်မာလူဖြစ်သွားလိမ့်မယ်အခုချိန်မှာ header တက်ပြီးသွားပြီပေါ့ footer ကိုနည်းနည်းလေးပြန်ပြင်ခြင်းနဲ့ဆိုရင်ဒီထိပ်ဆိုတော့ဒီမှာပြထားတယ် header footer နော်ဒီနေရာလေးကိုပြောတာဒီမှာပြထားပြီလေချက်တော့ပါလို့ နော်အခုဒီနေရာလေးအဲ့တော့ header footer မှာနှိပ် header footer မှာနှိပ်ပြီးသွားရင် go to header ဆိုတာလေးကိုပြန်ပြီးလိုက်အဲ့ဒါဆိုရင်အပေါ်ဘက်နေရာရောက်သွားပြီနော်အဲ့တော့အဲ့အပေါ်ဘက်နေရာလေးကနေပြီးတော့တက်ပြီးထက်ခုံလိုက်ဟာအလေရောက်သွားပြီအလေရောက်သွားရင်တော့ကိုတက်ချင်တာသင်ခန်းစာဆိုတဲ့ခေါင်းစဉ်လေးတက်မယ်ပေါ့အဲ့တော့အဲ့မှာစာလေးရိုက်ထည့်ရမယ်အဲ့မြန်မာလိုဖြစ်ရမှာ control shift ပြန်နေသင်ခန်းစာ ဒီလို link ထည့်လိုက်မယ်ဒါဆိုအလဲမှာတက်ပြီးသွားပြီနော်ပြီးရင်ဒီ header footer တွေကထွက်ချင်တာဆိုရင် header footer တွေဒီလို dotted line လေးတွေကနေထွက်ချင်တာအဲ့တော့ဒီဘေးမှာရှိရယ် close header and footer ဆိုတာသုံးလဲရတယ် close header and footer ဒီဘက်ဘေးအဆုံဆုံးမှာရှိအဲ့ header footer တက်ပြီးဒီဘက်ဘေးမှာအခုဒီမှာ statistical ပုံတယ်နော်အဲ့လိုမှမဟုတ်ချင်ဒီ output ကစရှိတယ်စာရွက်ထဲမှာနှစ်ချက်နှိပ်လိုက်ဒါဆိုလဲရတယ် တော့ဒီမှာဆို header တက်ပြီးသွားပြီ။ဇာတ်ရွက်ကတော့ဒီအောက်ဆုံးကိုကြွားကြည့်တာ။အောက်ဆုံးမှာအခုဘယ်လိုလေးဝင်နေလဲဆိုရင် page 101ဆိုတာလေးဝင်နေရတော့ဒီမှာအဲ့တော့ဇာတ်ရွက်၃ရက်ထပ်ခွဲမယ်။အခန်း၄ရဲ့အချိန်မှာ insertion point လေးထားလိုက်မယ်။ insertion point လေးထားပြီးရင်ဇာတ်မျက်နှာထပ်ခွဲမှာဖြစ်တဲ့အတွက် insert ထည့်ရတော့ပြီးရမယ်။အခုဒီမှာ insert လေးရှိတယ်။ပြီးရင် page ရဲ့အပေါ်က page break ဒါဆိုရင်ဒီမှာအခန်း၄ကနောက်ဇာတ်မျက်နှာကူးသွားရယ်ဇာတ်မျက်နှာနံပါတ်၁ ပြီးတော့ရင်အောက်ကိုရွှေ့ကြည့်မယ်။အောက်ကိုရွှေ့ကြည့်အောက်ဆုံးထိသွားကြည့်လိုက်။အောက်ဆုံးထိသွားကြည့်တဲ့အောက်မှာအခန်းနံပါတ်ကသူဒီဘယ်လောက်ဖြစ်သွားမလဲဆိုရင်1နှစ်ဖြစ်သွားမယ်။နော်ဒီမှာစာမျက်နှာနံပါတ်1ဖြစ်သွားပြီ။အဲ့တော့စာမျက်နှာ8ဒါဆိုရင်တော့အော်တိုအစင်လိုက်တက်တာလေးအစင်ပြပါတော့။